ရသခင်ယေရှုတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူရန်အတွက်56ခုမြောက်သောစာလံအပိုင်ငယ်၄ဖျားသခင်သည်ငါတို့ခိုလုံရာ ဖြစ်၍ခွန်အားကိုပေးတော်မူ၏။ဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏။ကျွန်ဒီနှုတ်ကပတ်တော်မှာဖျားသခင်ကကျွန်တော်တို့ရဲ့ခိုလုံရာဖြစ်တယ်။ပြီးတဲ့အခါမှာဖျားသခင်ကကျွန်တော်တို့ကိုခွန်အားပေးတယ်လို့ဖော်ပြပါတယ်။ ဘေးရောက်တဲ့ကာလမှာလည်းတဲ့အထူးသဖြင့်ကုမတဲ့အကြောင်းကထင်ရှားလဲရှိတယ်။ဘေးအန္တရာယ်ရောက်လေလေဖျားသခင်ရဲ့ကုညီမစားခြင်းအကြောင်းကထင်ရှားလေလေကျွန်တော်တို့မြင်တွေ့ရလေလေလို့တမန်ကျမ်းစာကဖော်ပြပါတယ်။လောကမှာနေတဲ့ခါမှာလောကရန်တရားဒုက္ခဆင်းရဲခြင်းတွေအခက်အခဲတွေကကြုံတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘေးရောက်တဲ့ကာလမှာတဲ့တင့်ကိုကုမမယ်ဖျားရှိတယ်။ဖျားသခင်ကဘေးအန္တရာယ်ဒီမကြောက်ရောက်ဖို့ရန်အတွက် ကျွန်တော်တို့ဘေးအန္တရာယ်တွေမကြုံရဘူးအတွက်ဖရာသခင်ကမလုဆောင်ပဲနဲ့အဲ့ဒီဘေးအန္တရာယ်အဲ့ဒီအခက်ခဲတွေကိုကြော်ဖြတ်နိုင်ဖို့ရန်အတွက်ဖရာကခွန်အားကိုပေးတယ်ဖရာဖြစ်ပါတယ်ဒါကြောင့်မို့သောမှာကျမ်းစာမှာဖရာသခင်ကငါတို့ခေါ်လုံရဖြစ်တယ်ခွန်အားကိုပေးတယ်လို့ဖော်ပြပါတယ်ဒါကြောင့်မို့အရေးကြီးတာကဖရာသခင်ရဲ့ခွန်အားနဲ့သင်ကနေ့ရက်တိုင်းကို ဖြတ်သန်းဖို့ပဲဖြစ်ပါတယ်ဘေးအန္တရာယ်ရောက်ချင်းမရောက်ချင်းအခက်ခဲကြက်တဲတွေကြုံဝခြင်းမကြုံဝခြင်းထက်သင်ရဲ့အတ္တဓာတ်ထဲမှာခွန်အားနဲ့ပြည့်နေဖို့ကအရေးကြီးတယ် ်ဘာခွန်အားလဲဆိုရင်တော့ဖယားသခင်စီကလာတဲ့ခွန်အားဖြစ်ပါတယ်ဖယားသခင်စီကလာတဲ့ခွန်အားတင့်အแทမှာရှိမယ်တင်ကအားနဲ့ပြည့်နေမယ်တင်ရဲ့အတွင်းလူတင်ရဲ့ဝိညာဉ်လူကခွန်အားနဲ့မြဲမြံခိုင်ခန့်နေမယ်ဆိုရင်တော့ဘလို့အန္တရာယ်မျိုးပဲလာပါစေဘလို့အခက်အခဲမျိုးပဲလာလာပါစေသင်ရခံနိုင်ရရှိမှာဖြစ်ပါတယ်။သင်ဘဝအတ္တကခံနိုင်ရမရှိဘူးဆိုရင်ဒီနေ့ BN ရဲ့တည်တည်မွမွလာရင်တော့မှသင်ကပြိုလဲပြက်စီးသွားမှာဖြစ်ပါတယ်။ ။တင်ဟာကြောက်ပေါ်မှာစောက်တဲ့အိမ်ကဲ့သို့တင်ကဖះရဲ့စကားကိုနားထောင်ပြီးတော့ဖះရဲ့စကားတိုင်းအသက်ရှင်မယ်ဆိုရင်တော့မှုန်တိုင်းနေပြဿနာတွေရည်စည်းလာမယ်မှုန်တိုင်းနေလာမယ်ဘလို့ပဲအဲ့ဒီအိမ်ကိုတိုက်ပါလေစီအဲ့ဒီအိမ်ကမပြိုလဲဘူး။သဲပေါ်မှာစောက်တဲ့အိမ်ကတော့တဲ့ဖះရဲ့စကားကိုကြားပြီးမယ်နားမထောင်တဲ့အခါမှာမှုန်တိုင်းနေစစ်စည်းခြင်းတွေစာမွေးပွဲတွေအခက်အခဲပြဿနာတွေလာတဲ့အခါမှာတော့ပြူလဲသွားတယ်လို့တမန်ကျမ်းစာမှာသခင်ရှုကဖော်ပြပါတယ်။ဒါကြောင့်မို့အရေးကြီးတာက ။သင်ရဲ့အသက်တာခိုင်ခံ့ဖို့ပဲ။သင်ရဲ့အသက်တာရင့်ကျက်ကြီးထွားဖို့ကအရေးကြီးပါတယ်။သင်ရဲ့အသက်တာကရင့်ကျက်ကြီးထွားပြီးတော့ခိုင်ခံ့နေမယ်ဆိုရင်တော့မုံတိုင်းနေပြဿနာတွေကသင်ကိုဘာဒုက္ခမှမပေးနိုင်တော့။အဲဒီမုံတိုင်းနေပြဿနာတွေလာလေလေဖခင်ရဲ့ကူမခြင်းကထင်ရှားလေလေဖြစ်ပြီးတော့သင်ရဲ့ဘဝအသက်တာကလည်းမပြုံမလဲပဲနဲ့သင်ဟာလောကရန်တရားတွေရဲ့အထက်မှာအောင်မြင်သောအသက်တာနဲ့အသက်ရှင်နိုင်မှာဖြစ်ပါတယ်။သင်ရဲ့အတွင်းလူက ကြီးထွားရင့်ကျက်နေပြီးတော့အားနဲ့ပြည့်နေမှဆိုရင် အဲ့ဒီမှုန်တိုင်းနေပြဿနာတွေအခက်အခဲတွေကတင့်ကိုตาရွေတောင်တိုးမြင့်ပေးမှာပါตาရွေဖះနဲ့နီးစီမှာตาရွေပို့ပြီးတော့ရင်ကျွဲကြီးထွားစီမှာဖြစ်ပါလေตาရွေအဲ့ဒီမှုန်တိုင်းတွေကတင့်ကိုရင်ကျဲကြီးထွားလာစီမှာ ဖြစ်ပါလေအကြောင်းမို့ခက်ခဲရကာလမှာဘေးရောက်တဲ့ကာလမှာတင့်ရဲ့အသက်တာထဲမှာဖះရဲ့ခွန်အားနဲ့ပြည့်ပါစေတင့်ကဖះသခင်ရဲ့ခွန်အားနဲ့ပြည့်မယ်ဆိုရင်တော့အရာရာတိုင်းကိုတင့်ကကြော်ဖြတ်အောင်မြင်နိုင်မှာဖြစ်ပါလေ အဲ့ဒီဘုရားရဲ့ခွန်အားရအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဟေရှာနာဂတိကျမ်းအခန်းကြီး40အပိုင်ငယ်31မှာထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြေကြလိမ့်မည်ရွှေလင်းနာကဲ့သို့မိမိတို့အတောင်ကို အသက်ပြုပြင်ကြလိမ့်မည်ပြေးတော်လည်းမပင်ပန်းခရီးသွားသောအခါမမောရကြနှုတ်ကပတ်တော်ကဖော်ပြပါလေဘုရားကိုမျှော်လင့်တဲ့သူရဲ့အသက်တာကအားနဲ့ပြည့်မယ်ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာဘယ်အရာကိုမျှော်လင့်နေလဲ သင်ကသင်ရဲ့ပတ်စံပေါ်မှာသင်ရဲ့မျောလင်းခြင်းကိုထားရလားသင်ရဲ့အလုပ်ပေါ်မှာသင်ရဲ့မျောလင်းခြင်းကိုထားရလားတခြားကိုယ့်ထက်တက်နိုင်တဲ့လူပုဂ္ဂိုလ်တွေပေါ်မှာသင်ရဲ့မျောလင်းခြင်းကိုထားရလားအဲ့ဒါဆိုရင်တော့မာဗီမိတ်ဆွေတမကျန်းစာကပြောပါတယ်ဖျားကိုမျောလင်းတဲ့သူကပဲအားနဲ့ပြည့်မှာဖြစ်ပါတယ်သင်ရဲ့နေ့စဉ်အသက်တာထဲမှာဖျားသခင်ကိုပဲမျောလင်းပြီးတော့အသက်ရှင်လိုက်ပါဖျားသခင်စီမှာပဲသင်ရဲ့မျောလင်းခြင်းကိုထားလိုက်ပါဒါဆိုရင်သင်ကခွန်အားနဲ့ပြည့်မှာဖြစ်တယ် ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းကိုကျွန်တော်တို့ရဲ့အားကိုးရာကျွန်တော်ရဲ့မျှော်လင့်ရာကိုကိုယ့်ရဲ့အလုံမှာထားတတ်တယ်။တော်ပါသေးတယ်ငါကတော့ဒီလိုလေးရှိလို့တချို့ကလည်းဟာဒီလိုရရင်တော့ငါ့ဘဝကြီးတော့ပြည့်စုံပါပြီအဆင်ပြေပါပြီကျွန်တော်တို့ရဲ့အလုံမှာကျွန်တော်ကမျှော်လင့်ခြင်းကိုထားတတ်ပါတယ်။တချို့ကတော့ဟာတော်ပါသေးတယ်ငါဘဏ်ထဲမှာပတ်စံနေရှိလို့ဟာငါပတ်စံနေရှိနေသလိုငါမှာစီးစင်ဥစ္စာတွေရှိနေသလိုတော်ပါသေးတယ်ကိုယ့်ရဲ့မျှော်လင့်ခြင်းကိုအဲ့ဒီပတ်စံတွေလောကစီးစင်တွေပေါ်မှာထားတတ်ပါတယ် တချို့ကလည်းဒီနိုင်ငံရောက်ရင်တော့ငါအဆင်ပြေပါပြီဒီနေရာရောက်ရင်တော့ငါကောင်းစားပါပြီဆိုပြီးတော့အဲ့ဒီနေရာအခြေအနေတစ်ခုပေါ်မှာမျှော်လင့်ခြင်းကိုထားတတ်ပါတယ်တချို့ကလည်းအဲ့ဒီလူငါကိုမားစားမယ်ဆိုရင်အဲ့ဒီလူငါ့ကိုကူညီမယ်ဆိုရင်ဒီလူနဲ့တွေ့ရင်တော့ငါအဆင်ပြေပါပြီဆိုပြီးတော့ကျွန်တော်ကလူပုဂ္ဂိုလ်တွေပေါ်မှာလည်းမျှော်လင့်ခြင်းကိုထားတတ်ပါတယ်ချစ်သောညီကောင်မတို့ရောက်စီတိုင်းကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းကိုဘယ်အရာပေါ်မှာမှမထားပါနဲ့ ကျွန်တော်တို့မျှော်လင့်ခြင်းကဖရာသခင်ကိုပဲမျှော်လင့်လိုက်ပါသင်မနမိုးလင်းတာနဲ့ဖရာသခင်ကအသက်ရှင်နေဖရာငါ့ကိုမဆမ်းမယ်ဖရာငါ့ကိုကျေးဇူးပြုမယ်ဖရာဖြစ်တယ်သင်ရဲ့ဘဝအသက်တာထဲမှာကိုကိုကိုလည်းမမျှော်လင့်ပါနဲ့ကိုဖြစ်ရှင်တဲ့အတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့သဘောမျိုးနဲ့လည်းအသက်မရှင်ပါနဲ့ဖရာသခင်ကိုမျှော်လင့်ပြီးတော့ဖရာသခင်ကအကောင်းဆုံးပြင်ဆင်ထားတယ်ဖရာလုပ်တဲ့အရာတွေကအကောင်းဆုံးပဲလို့မနက်တိုင်းမှာသင်ရဖရာကိုမျှော်လင့်ပြီးတော့သင်ရဲ့မျှော်လင့်ခြင်းကဖရာသခင်စီမှာပဲထားမယ်ဆိုရင်သင်ရဲ့အသက်တာက အားနဲ့ပြည့်မှာဖြစ်ပါတယ်အဲ့ဒီဖရားရဲ့ခွန်အားနဲ့ပြည့်ပြီဆိုရင်တော့သင်ကဘလို့ဘေးအန္တရာယ်တွေဘလို့အခက်ခဲတွေမဆိုသင်ကဖြတ်သန်းကျော်လွှားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ချစ်တော်ညီကောင်မတော်စီတိုင်းကျွန်တော်လောကမှာနေတွေ့အခက်ခဲတွေပြဿနာတွေဒုက္ခဆင်းရဲခြင်းတွေကရှိနေမှာဖြစ်ပါတယ်တို့ရတွင်သင်ကသင်ရဲ့အတွင်းလူသင်ရဲ့ဝိညာဉ်လူကိုခွန်အားနဲ့မြဲမြံခိုင်ခံ့စေမယ်ဆိုရင်တော့သင်ကအဲဒီအခက်ခဲရာကာလကိုသင်ကဖျားသခင်နဲ့အတူဖျားပေးတဲ့ခွန်အားနဲ့သင်ကဖြတ်သန်းနိုင်မှာဖြစ်ပါတယ် ဟေရှားနာဂတိကျမ်းခန်းကြီး30အပိုင်းငယ်29မှာဘလို့ဖော်ပြလဲဆိုရင်တော့ထိုကာလ၌သူ၏ဝင်ကိုသင်၏ပခုံးပေါ်က၎င်းသူ၏ထံဘိုးကိုသင်၏လယ်ပင်ပေါ်က၎င်းခြာရ၏စူဝခြင်းကျေးဇူးကြောင့်ထံဘိုးပျက်စီးရ၏လို့ဖော်ပြပါတယ်ဒီနောက်ဆုံးစကားလုံးလေးကစူဝခြင်းကျေးဇူးကြောင့်နဲ့ထံဘိုးပျက်စီးရ၏ ကျွန်တော်တို့အပေါ်မှာတင်တဲ့လောကရန်တရားတွေအကျွေးတွေယောဂါတွေမကြမ်းမာခြင်းတွေစုံစမ်းနောက်ဆက်ခြင်းတွေမနှက်ဖြမှာဘလို့အသက်ရှင်ရမှာမသိတဲ့အရာတွေကျွန်တော်တို့ရဲ့အခက်ခဲတွေအဲ့ဒီတဘိုးတွေကတဲ့စူဝခြင်းကျေးဇူးကြောင့်တဲ့သင်ရဲ့ဘဝအသက်တာထဲမှာအတွင်းလူဝခွန်အားနဲ့ပြည့်ဝလာရင်တဲ့အဲ့ဒီတဘိုးတွေအားလုံးကပြည့်စည်သွားရမယ်လို့တမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်ဒါကြောင့်ခြေတော်စီတိုင်းသင်ရဲ့ဘဝအသက်တာထဲမှာသင်ရဲ့အတွင်းလူက ဖျားသခင်ရဲ့ကြီးစုတော်ကြောင့်ခွန်အားနဲ့ပြည်လာမယ်ကြီးထွားလာမယ်ရင့်ကျက်လာမယ်ဆိုရင်တော့သင်အဲ့ဒီတဘိုးတွေအလုံးပျက်စီးသွားမှာဖြစ်ပါတယ်။စာတန်သင်ကိုတင်တဲ့တဘိုးတွေအလုံးကပြူပြတ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့အရေးကြီးတာကခက်ခဲရာကာလမှာသင်ဟာခွန်အားနဲ့သင်ရဲ့အတွင်းလူကိုပြည့်နေဖို့ပဲအရေးကြီးပါတယ်။ဒါကြောင့်မို့သင်ရဲ့အတွင်းလူခွန်အားနဲ့ပြည့်ဖို့ရန်အတွက်နေ့ရက်စနိုင်းမှာမိုးလင်းတာနဲ့ဖခင်ကိုမျှော်လင့်ပြီးတော့အသက်ရှင်လိုက်ပါ။သင်ရဲ့မျှော်လင့်ခြင်းကိုဖခင်စီမှာပဲထားလိုက်ပါ။ ဒါဆိုရင်တင်းရဲ့အတွင်းလူကခွန်အားနဲ့ပြည့်ပြီးတော့ခက်ခဲရာကာလမှာတင်းကစူဝခြင်းကျေးဇူးကြောင့်တဘိုးပြက်စီးပြီးတော့အောင်မြင်သောအသက်တာနဲ့အသက်ရှင်နိုင်မယ်ဆိုတဲ့အကြောင်းကိုဝင်းကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ